အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ့် pick up ပိုင်း reading ကတော့2025ရဲ့လက်ကြံကာလတွေမှာဘလို့ကောင်းချင်းတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ပုံလေးတစ်ပုံကိုရှင်းချထားပေးပါ โอเคဒါဆိုရင်ဖြန့်ရွေးလုပ်ပြီးတော့ပြီးထင်ပါတယ်အဲ့တော့ဒီပုံလေးကိုရေးထားတဲ့ဖြန့်ဝန်းလေးတွေအထောင်း25ရဲ့လက်ကြံကာလာတွေမှာဘလိုကံကောင်းခြင်းတွေကြုံတွေ့ရမလဲ။ Okay, hobby. Okay. အဲ့တော့2025ရဲ့လက်ကျန်ကာလမှာဖိုင်ဝမ်လေးတွေအနေနဲ့ပေါ့နော်တံမိုးကြီးပစ္စည်းတွေဝင်ဖို့ရှိရဲဆိုတာမျိုးတွေ့ရတယ်နော်အကယ်၍ကိုသည် အဲအိမ်ချမ်းမြေရွှေငွေတိုက်တာပေါ့နော်။အိုအိမ်အစာဦးစသဖြင့်မဟုတ်အဲ့လိုအရာတွေနဲ့ပတ်သက်ပြီးတော့နော် manifest ထားတဲ့ကြိုးစားနေတယ်ဆိုလို့ရှိရင်အဲ့လိုအရာတွေကြံတဲ့ကာလတွေမှာ2025ရဲ့လက်ကျန်ကာလတွေမှာဝင်လာဖို့ရှိတယ်ဆိုတာမျိုးတွေ့ရတယ်နော်။ဒီမှာမြင်ရသလောက်ဆိုလို့ရှိရင်တော့အဲ့လိုအရာတွေရရှိတယ်ဆိုတာကပေါ့နော်။ဟိုလိုပြောမယ်ဆိုလို့ရှိရင်ကန့်ကောင်းလို့နော်။ဥမာတိမ့်ထိပေါက်လို့နော်။ ဒီဒီကန်ဆတ်မဲ့တွေပေါက်လို့ရရှိတယ်အမိသားစုမိုးဘဘိုးဘအမွေနှစ်တွေရလို့ရရှိတယ်ဆိုတဲ့ပုံစံမျိုးတော့အဲ့ထဲမှာတော့သိပ်မပါဘူးဘလို့ပုံစံမျိုးနဲ့ရနိုင်တာလဲဆိုတော့ကိုယ့်ရဲ့စူးစမ်းမှုပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုကြောင့်ရတာကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့လုပ်ငန်းခွင်ဒီလိုနေရာတွေမှာယာရုတိုလာစာတိုးခြင်းတွေဖြစ်ပေါ်တာပေါ့နော်ဒါကြောင့်မလို့ကိုယ်ဒီကိုမှန်းထားတဲ့တာဂက်တွေကိုပြင်းပြင်းမိအောင်လို့ပေါ့နော် ဒီ2025ရဲ့လက်ကျန်ကာလတွေမှာကြိုးစားနိုင်တယ်ဆိုရဲပုံစံမျိုးလေးကိုတွေ့ရပါတယ်เนาะအဲပြောမှဆိုလို့ရှင်တော့ဒီမှာတကယ်ကိုပေါ့နော်2025ရဲ့ပထမနှစ်ဝက်မှာဒီဖိုင်ဝမ်းလေးတွေကကန့်အားနေတဲ့သူတွေဖြစ်နိုင်တယ်။ဒါမဲ့2025ရဲ့နှစ်လယ်ကနေပြီးတော့နှောင်းပိုင်းအထိအကြတော့ကန့်အားတော်တော်ကောင်းတဲ့အထက်မှာပါနေတာမျိုးတွေ့ရပါတယ်လို့နော်။အဲ့တော့ကိုတီ အာဒီပေါ့နော်အခုကိုလိုချင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးပေါ့နော်တချို့တွေဆိုလို့ရှိရင်နေ့တတူကလည်းပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာဒါတွေလိုချင်နေလိုချင်နေဆိုပြီးတော့စဉ်းစားနေရမျိုးရှိတတ်တယ်နေ့တတူကလည်းပေါ့နော်အဲ့ဒီအရာတွေကိုကိုကိုရရှိပိုင်ဆိုင်နေတဲ့အရာတွေကိုပေါ့နော်ကိုပိုင်ဆိုင်နေတဲ့အရာတွေရရှိအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာမျိုးကိုအမြဲတမ်းအကြံထုတ်နေတဲ့သူမျိုးတွေလည်းဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ပေါ့နော်ချို့ရီဆိုလို့ရှိရင်ဒီလိုမျိုးကိုပိုင်ဆိုင်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီးတော့တွန်းဆုတ်ခြင်းမရှိဘူးပေါ့နော်နောက်ဆုတ်ဖို့လည်းစိတ်ကူးမရှိဘူးအာကြိုးကြိုးဆဆနဲ့ပေါ့နော်စူးစားနေတယ်နော်စူးစားပြီးတော့ဖန်တီးနေတယ်ပေါ့နော်ကိုကိုရဲ့ live ကိုလေဘလောက်ပဲအခက်ခဲတွေရှိရှိပေါ့နော်ငါသည်ဒီငါလိုချင်တဲ့ပုံစံမျိုးတွေဖြည့်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်တကယ်ကိုတတိရှိရှိနဲ့ရဲရဲဝံ့ဝံ့နဲ့ပေါ့နော်ရှေ့ကိုဆက်ပြီးတော့တိုးနေတဲ့သူတွေဖြစ်တာမျိုးတွေ့ရတယ် ကံရားကလည်းဒီမှာပေါ့နော်ထဲရောကလည်းပြောထားတယ်ဟုတ်ပါပြီတဲ့နော်တင်းဒီတင်းဖန်တီးခြင်းနဲ့အရာတွေတုံ့လွခြင်းနဲ့အရာတွေပေါ့နော်အဲဒီကိုရရှိဖို့တွားတဲ့တင်းဟာပေါ့နော်လုံလောက်တဲ့အရေးချင်းရှိပါတယ်လို့လည်းထဲရောကပြောထားတယ်နော်ဘာလဲဆိုတော့ဒီကံမာကမိုးတို့ခြီပေါ့နော်မိုးတို့ခြီနေတာမျိုးရှိတယ်အဲ့တော့တင်းတင်းစိတ်ထဲမှာလည်းတင်းကိုတင်းမဖြစ်နိုင်ဘူးလို့တင်းမဟိုစိတ်အားငယ်မှုမရှိတယ်လို့မျိုး အဲကန်နရားကလည်းတင့်ဟောပေါ့နော်ဟုတ်တယ်တင်တင်တီပေါ့နော်တင်လို့ချင်းလို့ရှင်ကဘာတစ်ချမ်းလုံးကိုတောင်တိမ့်နိုင်နေဆိုရက်ပေါ့နော်အဲဟိုဆိုရိုးစကားလေးနဲ့နှိုင်းရှေရမလို့ပေါ့နော်အဲ့လိုမျိုးလုံနိုင်တဲ့အစင်တီရှိတဲ့သူမျိုးဖြစ်တယ်ဆိုရမယ်တွေ့ရတယ်အဲ့တော့ဒီလိုမျိုးတွေဖန်နီးနိုင်တဲ့အတွက်ကြောင့်မို့2025ရဲ့ပေါ့နော်နောင်လက်ကြံကာလတွေမှာဆိုလို့ရှင်တင်တီအာဘေးပတ်ဝန်းကျင်ကသူတွေရဲ့ပေါ့နော်လူမှုပတ်ဝန်းကျင်ကလူတွေရဲ့ သိုံကြည့်ပြီးတော့ဗောနော်အဲလှလိုက်တာเนาะအာတင့်တယ်လိုက်တာစသဖြင့်ဗောနော်အဲ့လိုမျိုးတွေနဲ့သဘောကြဖို့အားကြလာဖို့เนาะအားကြလာဖို့ပုံစံလေးတွေရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့တော့တင်းဒီတင်းအခုဖြစ်ရှင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တင်းဟာအာဆောင်ဆိုင်ခဲ့ရတယ်ဆိုလို့ရှင်တင်းအတွက်ဆောင်ဆိုင်ရချုံနဲ့တယ်ဗောနော်တင်းတေးသေးချာချာစဉ်းစားပြီးတော့အချိန်ယူစဉ်းစားပြီးအကြံထုတ်ပြီးတော့ စူးစမ်းခဲ့ရတယ်ဆိုလို့ရှိရင်တင့်အတွက်စူးစမ်းရကြိုးနှက်တယ်เนาะအဲ့တော့တင်ပြချက်နဲ့အရာတွေအရာတွေစီကိုသွားတဲ့လမ်းခရီးဟာပေါ့เนาะဘလောက်ပဲခက်ခဲနေသည်ဖြစ်စေတင်သည်အဲ့ဒီခက်ခဲနေတဲ့အရာကိုတောင်မှပေါ့เนาะရရှိပိုင်ဆိုင်ပိုင်ဆိုင်နိုင်ဖို့အတွက်အော်တကယ်ကိုပေါ့နော်လုံနိုင်တဲ့အရေးချင်းရှိရဲဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။တချို့တွေဆိုလို့ရှိရင်ဒီမှာဘလူတောင်တွေ့ရလဲဆိုလို့ရှိရင်အဲ့ဒီကိုရဲ့ပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေကို ပုံဖော်တဲ့အခါမှာလိုအပ်တဲ့အကူအညီကို ပေးတဲ့သူတွေကကိုယ့်ရဲ့အနီးဒေးနာအနီးပေါ့နော်အရန်နီးကတဲ့နေရာထပ်စားလို့ရှိရင် ကိုယ်နဲ့ပေါ့နော်တိတ်ပြီးတော့မကျွမ်းဝင်တာတို့နော်နည်းမြေဒေတာမတူတာတို့အဲရဝင်းမြေချဖြစ်တာတို့ဟိုလူမျိုးမတူဘာသာမတူတာတို့ဟိုးအဝေးကနေပြီးတော့ပေါ့နော်နိုင်ငံခြားတို့အဲ့လိုမျိုးအဝေးကသူတွေကတင့်ရဲ့ကိစ္စရက်တွေပေါ့နော်အထမြောက်အောင်ပြင်ဖို့အတွက် အထောက်ကူပြုတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့နေရာမှာအနီးကလူထက်အဝေးကပေါ့နော်အဝေးရလူကပိုအများဆုံးဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ဒါလေးတွေကတော့ဖိုင်ဝမ်းလေးတွေအတွက်2025ရဲ့လက်ကျန်ကာလမှာနော်အာတမိုးကြီးပစ္စည်းတွေပေါ့နော်ကြီးကြီးမမဝင်လာဖို့ရှိရဲဆိုတာမျိုးလေးတွေ့ရပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေအထောင်းနဲ့ဆက်ငားရင်လက်ကြံကာလာမှာဘလုံးကံကောင်းချင်းတွေဝင်လာဖို့ရှိလေ โอเคအဲ့တော့เนาะဖိုင်နူးလေးတွေကတော့2025ရဲ့လက်ကြံကာလမှာဘလို့ကံကောင်းခြင်းတွေရရှိဖို့ရှိလဲဆိုလို့ရှင်เนาะတော်တော်များများကငွေကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုရှိရဲဆိုတာမျိုးတွေတွေ့ရတယ်ဗောနော်အကယ်၍ကိုယ်အနေနဲ့ဗောနော်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေเนาะ အမလူကြီးသူမတွေကိုဘာတွေလုပ်ပေးချင်နေရတို့နော်ကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးသူတို့ကတော့ဘလို့လက်ဆောင်တွေပေးချင်တာတို့ကိုယ့်ရဲ့စီးပွားဘက်လုပ်ဖို့ကိမ္မတ်တွေနဲ့ပတ်သက်ပြီးတော့ကို့မှာပေါ့နော်သူတို့အပေါ်ကိုတာဝန်ကြည့်ဖို့နော်အပြက်ကွက်ခဲ့တယ်ပေါ့နော်ဒါငွေကြီးမလောင်ငါလို့ဖြစ်စီငွေကြီးအစင်မပြေလို့ဖြစ်စီပေါ့နော် အတူတူစီးပွားလက်တွဲဖော်တွေအတွက်လည်းကို့အနေနဲ့အာတော်မကြည့်ခဲ့တဲ့အရာတွေရှိရယ်ဆိုလို့ရှိရင်2025ရဲ့လက်ကျန်ကာလတွေမှာ ပြန်ပြီးတော့သူတို့ကိုကျေးဇူးဆက်နိုင်တာမျိုးပေါ့နော်ဂယုဆိုင်ပေးနိုင်တာမျိုးဘာနဲ့ဂယုဆိုင်ပေးတာလဲဆိုငွေကြေးနဲ့ပေါ့နော်ဘာလို့သူတို့ရဲ့မွေးနေ့မှာကိုကအဲလက်ဆောင်ပစ္စည်းတွေပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အထိမ့်မှတ်ခါကြီးရကြီးကာလာတွေမှာကိုဘက်ကနေသူတို့အပေါ်တာဝန်ကျေပြောင်းလို့တခုခုလုပ်ပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလေးတွေစူးစမ်းပေးနိုင်မဲ့အခြေအနေမျိုးကိုပေါ့နော်တွေ့ရပါတယ် ဆိုရတဲ့အခါကျတော့ကိုသည်ဒီ2025ရဲ့လက်ကျန်ကာလတွေမှာအဲ့လိုမျိုးငွေကြေးဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့တာဝန်မကြီးခဲ့တဲ့အရာတွေအပေါ်ပေါ့နော်တာဝန်ကြီးမှုလုံနိုင်မဲ့အခြေအနေမျိုးရှိတယ်ဒါကပေါ့နော်သင်ပြောမယ်ဆိုလို့ရှင်တင်းအနေနဲ့တင်းတွက်လဲပေါ့နော် surprise ဖြစ်လောက်တယ်နော်တင်းတွက်လဲအံ့ဩစရာအခြေအနေတစ်ခုဖြစ်လောက်တယ်ဘာဖြစ်လို့လဲဆိုရင်တင်းသည်ဒီလိုကိစ္စရနဲ့ပတ်သက်ပြီးပေါ့နော်သူတို့နဲ့ သူတို့ပေါ်မှာတာဝန်မကျိနိုင်တော့ဘူးသင်ရဲ့ရည်ရွယ်ချက်တွေအထမမြောက်နိုင်တော့ဘူးလို့ကံကြမ္မာကလည်းသင်ကိုမျက်လှဲ့ပြသွားတာမျိုးလည်းဖြစ်နိုင်တယ်သင်အဲ့လိုမျိုးကြုံခဲ့ရတာမျိုးလည်းဖြစ်နိုင်တယ်သင်ကိုယ်တိုင်ကိုကားပေါ်တော့ယုံကြည်ချက်မရှိတော့ဘဲနဲ့အဲတောကရတက်ပွေပြီးတော့စိတ်ဒုက္ခတွေဖြစ်ပြီးတော့စိတ်ဓာတ်တွေလုံလုံကျပြီးတော့နေခဲ့ရတဲ့အချိန်ကာလတစ်ခုကိုသင်ဖြတ်တန်းခဲ့ရလိမ့်မယ်နော်ရှေ့ကာလတွေမှာတော့ငါအဲ့လိုမျိုးဖြတ်တန်းခဲ့ရတော့ ဖြတ်တန်းခဲ့ရတာမျိုးဖြစ်နိုင်တယ်။တင်ညာကိုပေါ်တော့တင်လုံးဝတင်ပြချင်နေတဲ့အရာရင်းနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှဖြစ်မလာတော့ဘူးဆိုပြီးတော့တင်ရခေါင်းကလေနီဟွန်တောက်ပြီးတော့အရန်ကိုပင်မဆင်းရဲစွာ ဖြတ်တန်းခဲ့ရတဲ့အခြေအနေမျိုးဖြစ်တယ်နော်ဖြစ်ခဲ့လိမ့်မယ်။တချို့တွေဆိုလို့ရှိရင်ပေါ့နော် ကိုကဘေပတ်ဝင်ကြီးကကြည်လိုက်လို့ရှိရင်တော့ကိုကဘာကောင်ကြီးညာကောင်ကြီးသဘောမျိုးပေါ့နော်။ အာကိုကတော်တယ်အရေးချင်းရှိတယ်တို့ပေါ့နော်ကိုကအဲ့လိုမျိုးအစင်နှန်းတစ်ခုရှိတယ်တို့ကိုလှုပ်ပေးနိုင်တဲ့အစင်ရှိတယ်တို့ပေါ့နော်အဲဘေးပတ်ဝန်းကျင်ကထင်တဲ့အစင်အနေထားမှာကိုရှိကောင်းရှိလိမ့်မယ်ဒါမဲ့လို့လက်တွေ့မှာတော့ပေါ့နော်ကိုအဲ့လိုအခြေအနေမျိုးမရှိခဲ့ဘူးနော်အပြောမဲ့ဆိုလို့ရှင်တော့ဟိုဟန်ရှိတယ်ပေါ့နော်အဆန်မရှိတဲ့ပုံစံမျိုးအခြေအနေတစ်ခုကိုကိုကြုံတွေ့ခဲ့ရလိမ့်မယ်အာအပြင်ကကြည့်လိုက်လို့ရှင်တော့ကိုကပေါ့နော်အဲ့လိုမျိုး လှုပ်ပေးနိုင်တဲ့အဆင့်ရှိရဲဆိုတဲ့ပုံစံမျိုးလေးတွေအထင်ခံတတ်တယ်။ဒါမဲ့လို့ပေါ့နော်တကယ်လက်တွေ့မှာတော့ကိုသည်အကိုချစ်တဲ့သူတွေအတွက်ကိုတာဝန်ကျေသင့်တဲ့သူတွေအတွက်ပေါ့နော်ကိုကျေးဇူးရှိတဲ့သူတွေအတွက်ကိုမလုပ်ပေးနိုင်တကယ်ကြတော့ကိုမလုပ်ပေးနိုင်အဲ့အတွက်ကြောင့်မလို့ဘယ်သူမှမသိတယ်ပေါ့နော်တောကတစ်ခုကိုရှင်ထဲမှာထည့်ပြီးတော့ပိုက်ထွေးပြီးတော့ဒီအချိန်တည့်ရပြီးတည့်ရပေါ့နော်ဖြတ်တန်းခဲ့ရတာမျိုးဖြစ်နိုင်တယ်နော်ဒီမှာမြင်ရသလောက်ဆိုတင်သည်အဲ့လိုမျိုး တော့ကရတတ်ပွေရုံနေမဟုတ်ဘူးဒါတွေအကုန်လုံးကိုဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူးဆိုပြီးတော့စိတ်တုံးတုံးချပြီးတော့စိတ်ကိုဒုံဒုံကိုကြသွားတဲ့ပုံစံမျိုး0%အထိပေါ့နော်ဆင်းသွားတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒါမဲ့လို့အဲ့မှာတင်ရမ်းအံ့ဩဖို့ကောင်းတာဗာလဲဆိုရင်ခုနကပြောသလိုပေါ့နော်တင်ဘာမှဖြစ်မလာနိုင်တော့ဘူးလို့ထင်တဲ့အခြေအနေတစ်ခုပဲဖြစ်စေအရာတစ်ခုပဲဖြစ်စေပေါ့နော်အဲ့ဒီအရာက လုံးဝအကောင့်တိုင်းပြန်ဖြစ်သွားတာသိလား လုံးဝအကောင့်တိုင်းပြန်ဖြစ်သွားတာအဲ့လိုမျိုးအကောင့်တိုင်းပြန်ဖြစ်သွားတဲ့အတွက်တင့်မှာပေါ့နော်တင်တာဝန်ကြည်ခြင်းနဲ့အရာတွေတာဝန်ကြည်ခြင်းနဲ့သူတွေအတွက်တင်လှုပ်ပေးနိုင်ဖို့အတွက်တင့်မှာခွန်အားတွေအပြည့်ရှိလာတာသိလားအဲ့လိုပုံစံမျိုးဖြစ်တာဥမာဆိုလို့ရှိရင်တချို့ပေါ့နော်ယောဂဘေးရရှိရတဲ့သူတွေဆိုလို့ရှိရင်လည်းဒါပေါ့နော်လုံးဝကုလို့မရတော့ဘူးသွားတော့မှပဲတေပါပြီပေါ့နော်စပြင်းအဲ့လိုမျိုးပေါ့နော်စိတ် ဒုက္ခတွေပေါ့နော်ငါတော့ငါတော့ပေါ့နော်မျောလင့်ချက်မရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒုက္ခတွေခံစားနေရတဲ့သူတွေရှိတယ်ဆိုလို့ရှင်အဲ့ဒုက္ခတွေကနေပြီးတော့လုံးဝကင်းလွတ်သွားပြီးတော့အချလောင်းဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလူကောင်းပကတိပုံစံမျိုးပြန်ဖြစ်သွားပြီးတော့သင်ဟာအဲနောက်တစ်ချိန်ပေါ့နော်ဟိုလူတစ်တဖန်ပြန်ပြီးတော့ပေါ့နော်ဘက်ထရီချာဂျင်ထိုးလိုက်တဲ့လူမျိုးပဲပေါ့နော်ဖုံးအားကုန်နေတဲ့ ဘက်တရီကုန်နေတဲ့ဖုန်းတစ်လုံးကိုချာဂျင်တရာပြီးပြန်သွင်းလိုက်တယ်လို့မျိုးအဲ့လိုအိုင်အင်ပြည်နေပြန်လည်နှုတ်ထလာလိမ့်မယ်နော်အဲ့လိုပြန်လည်နှုတ်ထလာပြီးတော့တင်လှုပ်ဆောင်နေတဲ့ကိစ္စတွေကိုတင်ကောင်းကောင်းလှုပ်ဆောင်နိုင်လိမ့်မယ်လောကအလယ်မှာတင်သည်အဲတင်းနဲ့တင်နေနဲ့ပေါ့နော်ပြန်လည်ပြီးတော့ရက်တီလာနိုင်ပြီးတော့တင်ကျေးဇူးရှိတဲ့သူတွေတင်တင်တာဝန်ရှိတဲ့သူတွေအပေါ်မှာသူတို့တွေထင်မှတ်မထားလောက်အောင်တင်မှတ်ကနေအများကြီးအများကြီးပေါ့နော်တင် အဲလုတ်ပေးနိုင်မယ်နော်လုတ်ပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးရှိလာလိမ့်မယ်အဲ့ခါကျတော့ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဥမာကိုအဲ့လိုစိတ်ဓာတ်တွေ energy တွေအရန် down နေတဲ့အချိန်တုန်းကပေါ့နော်ကိုနုံနစ်နေတဲ့အချိန်လို့လည်းပြောလို့ရတာပေါ့နော်ဆိုတဲ့အခါကျတော့ပတ်ဝန်းကျင်ကတချို့လူတွေသို့မဟုတ်ကိုယ့်ရဲ့ပြိုင်ဘက်တွေကကိုကိုဘာမှဖြစ်နိုင်တော့ပါဘူးလို့ထင်ပြီးတော့ wine နှိမ်ခဲ့တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်သင်ကဒီကာလမှာဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီလူတွေအကုန်လုံးပေါ့နော်ဝစ်သွားအောင်လို့ နော်ဝစ်ပြီးတော့ပြိပြားသွားအောင်လို့အဲအစွမ်းစကိုပြန်ပြီးတော့ပြနိုင်မယ်တင်းရဲ့အစွမ်းစတွေထုတ်ဖော်ပြီးတော့ထွက်လာမယ်အခြေအနေမျိုးကိုအသင်ကြုံတွေ့ရလိမ့်မယ်ဆိုတာမျိုးတွေ့ရတာပေါ့နော်ပြန်ပြီးတော့တင်းအောင် congratulation လုပ်ရမှာပေါ့နော်ဂုဏ်ပြုပေးရမယ်အခြေအနေမျိုးကိုအသင်ရောက်ရှိလာလိမ့်မယ်နော်အဲ့လိုပုံစံမျိုးနဲ့ အဲမသိရင်ကံကြမ္မာကမျက်လက်ပြလိုက်တယ်လို့မျိုးပေါ့နော်အခြေအနေကဒီလက်ဝါလို့ပေါ့နော်ပလက်ကနေမှောက်ခုံဘက်ခနဲဖြစ်သွားတာပေါ့နော်ဒါအကုန်လုံးကိုကိုလည်းမမျောလင်းဘူးပတ်ဝန်းကျင်ကလည်းမမျောလင်းတဲ့အခြေအနေအနိဋ္ဌမျိုးနဲ့ကံကောင်းခြင်းနေကြုံတွေ့ရမယ်ဆိုတာမျိုးတွေ့ရပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find 3လေးတွေဖန်ဒရီလေးတွေဘယ်လိုမျိုးကံကောင်းခြင်းတွေကြုံတွေ့ရမလဲ

တန်ခါးစင်းတွေရရှိနိုင်လဲဆိုလို့ရှိရင်တချို့ဆိုရင်နှလုံးသားရေးရပိုင်းမှာကန်ကောင်းမယ်ဆိုတာမျိုးလဲတွေ့ရတယ်ဒီလားနှလုံးသားရေးရပိုင်းမှာကန်ကောင်းနေမယ်ဘာလို့ဆိုတော့တချို့ဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆန်းတော်တော်ပွင့်လာမယ်အခြေအနေမျိုးကိုတွေ့ရတယ်နော်အာချစ်သူတယောက်ထက်မကပေါ့နော်ရရှိတတ်တယ်နှစ်ယောက်ရွေးချယ်ရတာမျိုးတွေပေါ့နော်နှစ်ယောက်ထဲကတယောက်ကိုရွေးချယ်ဖို့တွေသို့မဟုတ်လူနှစ်ယောက်ကပေါ့နော်ကိုယ်ကိုပြိုင်လူစိတ်ဝင်စားတာမျိုးတွေလည်းကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ် နော်ကောင်းတဲ့အချက်ကပါလဲဆိုလို့ရှိရင်ပေါ့နော်ဒီကာလတွေမှာကိုကလေတော်တော်လေးကိုပေါ့နော်လူတွေရဲ့မျက်လုံးထဲမှာပေါ့နော်အာ crush ဟိုအဲ့လိုမျိုးပေါ့နော် crush ရှင်စီယာပုံစံမျိုးလေးဖြစ်တတ်တယ်နော်ဒါလူငယ်လူရွယ်တွေကြည်နေတယ်ဆိုရင်တော့ဒီနှလုံးသားရေးရပိုင်းပါတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နည်းနည်းလူလက်လူလက်ပိုင်းနေပါလေကြည်ရဆိုလို့ရှိရင်တော့ crush မခံရဘူးဆိုလို့ရှိရင်တော့ကိုကလေ လို့ပြောမလဲဆိုတော့ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာပေါ့နော်အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကြားမှာတော်တော်လေးကိုပေါ့နော်အဲပြီးခဲ့တဲ့အချိန်ကာလတွေထက်လေလူချစ်လူခင်ပုံများလာမယ်ဆိုတော့ပုံစံမျိုးလေးတွေတွေ့ရတယ်ဒီလားတခုဆိုလို့ရှင်ပေါ့နော်တခုသွားစီရရှိလို့ရှင်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကလည်းအေးလာဟိသွားမယ်ဟိပေါ့နော်ကိုမပိုင်မပြီးတယ်လို့ဆိုတော့ကိစ္စမျိုးတွေကြုံလို့ရတတ်တယ်ကိုယ့်ပေါ့နော်အဲ့လိုမျိုးအော် လဝါပေါ်တင်ပြီးတော့ဖူးဖူးမှုတ်ထားတဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်နော်အဲ့လိုပုံစံမျိုးလေးကြုံတွေ့ရလိမ့်မယ်ဥမာပွဲလမ်းသဖြင့်နေရှိရဆိုလို့ရှိရင်တော့ကိုယ်အရေးပေးပြီးတော့ပေါ့နော်သူတို့ကဖိတ်ခေါ်တယ်နော်ဖိတ်ခေါ်တယ်ဆိုတော့ပုံစံမျိုးရှိတတ်တယ်အာကိစ္စကြီးကြီးမားမားတွေရှိရဆိုလို့ရှင်လဲပေါ့နော်ကိုမပိုင်မပြီးတယ်လို့ပုံစံမျိုးပေါ့နော်သူတို့ဘက်ကနေပြီးတော့ကိုကိုအဲဦးစားပေးတဲ့စနစ်မျိုးနဲ့ လှုပ်လာတယ်เนาะလှုပ်လာတဲ့ဆက်ပုံစံမလေးတွေ့ရတယ်เนาะပို့ပြီးတော့ဦးစားပေးလာတယ်ပေါ့เนาะလူများချားမှလည်းကိုယ်ပို့ပြီးတော့ပေါ့เนาะသူတို့ကအာထင်းနေပေါ်ပေါ့เนาะအေးပေးလာတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်เนาะပြီးတော့ကိုယ့်ရဲ့ပေါ့เนาะလုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းတွေအလုပ်တွေလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပေါ့เนาะကိုယ့်ရဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့တခြားလူတွေ ကိုစီကိုလာပြီးတော့အလုတ်တွေအပ်ချင်အောင်เนาะလောက်ကင်ချင်အောင်เนาะကိုရဲ့အလုတ်ကင်တွေပို့ပြီးတိုးပွားအောင် customer တွေပို့များလာအောင်ပေါ့เนาะအဲ့လိုမျိုးဝယ်သူတွေပို့များအောင်လို့သူတို့ကိုယ်တိုင်ကကိုယ်ကညွန်ပေးတာမျိုးဖိတ်ခေါ်ပေးတာမျိုးပေါ့เนาะအဲ့ဒါမျိုးလေးတွေကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့လူငယ်တွေအနေနဲ့နှလုံးသားရပိုင်းမှာဆိုလို့ရှိရင်ကံကောင်းခြင်းတစ်ခုကပါလဲဆိုတော့တချို့ဆိုလို့ရှိရင်ပေါ့เนาะကိုယ့်သဘောကျနေတဲ့သူတွေကအဲ ဖွင့်ပြောတာမျိုးပေါ့နော်ဒါမှမဟုတ် proposal လောက်တာမျိုးတို့ဟိုပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုလိုမျိုးအပြော့ပြတ်မဟုတ်ဘဲနဲ့တေချာခိုင်မာတဲ့ relationship တစ်ခုလာပေးတာမျိုးပေါ့နော် long term အထိပေါ့နော်ရှည်ရှည်အတွက်စဉ်းစားပြီးတော့အချို့ဆိုလို့ရှိရင်အဲ့လိုအဲတောင်းစေးဆက်တောင်းရန်ပေါ့နော်လက်ထပ်အဲ့လိုမျိုးအဆင့်လေးဒီပါလာမယ်ဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော် ။အဲတချို့ရေဆိုလို့ရှိရင်အဲ့ဒီလိုမျိုးပေါ့နော်အိမ်ဆောင်ကြီးရနဲ့ပတ်သက်ပြီးတော့စဉ်းစားရတဲ့အခါမျိုးတွေမှာလည်းပေါ့နော်တက်ရောက်ထပ်ပို့ပြီးတော့ရွေးချယ်ဖို့အခွင့်အလမ်းလေးတွေလည်းကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်။ပြောရဆိုလို့ရှိရင်ဒါဒီဖိုင်အောင်ရွေးတဲ့သူတွေကနှလုံးသားရေးအပိုင်းနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းချို့တွေကတော်တော်လေးဟိုပေါ့နော်ဒီအဲချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ခုနလိုပေါ့နော်လာရောက် ပြီးတော့ကန်လှမ်းတာကိုကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်ကြုံတွေ့ရတတ်တယ်တစ်ဖက်တစ်ဖက်လူကပေါ့နော်ဒီလိုမျိုးရိုးရိုးကန်လှမ်းတာမဟုတ်ဘဲနဲ့ပေါ့နော်ကိုကိုအဲ့လိုမျိုးပေါ့ပစ္စည်းဥစ္စာတွေနဲ့တင်နှောင်းတာမျိုးပဲဖြစ်ဖြစ်ပေါ့နော် surprise တွေပေးတာမျိုးလက်ဆောင်တွေကြီးကြီးမားမားပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ live အတွက်ဘယင်ဘယင်မလိုမျိုးပေါ့နော်နေရာပုံစံမျိုးနဲ့အဲ့လိုမျိုးလေးတွေချင်းကတ်တာမျိုးလေးတွေဂျုံရတတ်တယ်ချိုးကြလည်းအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ အဲအိမ်ထိမိသားစုဝင်တွေထိပေါ့နော်လိုက်ပြီးတော့အဆင်ပြေအောင်လို့ပေါ့နော်အဲလိုက်ဖားပေါင်းတာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ကိုသဘောသဘောကြတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သဘောကြပြီးတော့အဲ့လိုမျိုးလေးတွေလှုပ်ပေးတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်အဲ့တော့ဒီ find the rhythm တွေကတော့ပေါ့နော်ကိုယ့်ရဲ့စိတ်ကတော့လောလောဆယ်မှာပြောရမယ်ဆိုလို့ရှိရင်ဒီ လက်ကြံကာလာတွေမှာပေါ့နော်ဘဲအရာရေလို့တော့ပေါ့နော်အဲ့လိုမျိုးရီမှန်းချက်ကြီးအကြီးကြီးပေါ့နော်တိတိကျကျအဲ့လိုစူးစူးဆတ်ဆတ်ကြီးပေါ့နော်တန်ရိုက်ထားတဲ့လိုမျိုးတော့မထားထားဘူးစိတ်ကိုနော်ဘဲဟာကိုတိတိကျပြောမယ်ဆိုလို့ရှိရင်ဒီဖန်နရီသမားတွေကလောလောဟိုကိုယ့်ရဲ့စိတ်ကပေါ့နော်အဓိကကိုယ်စိတ်ပျော်ရင်ပြီးရောဆိုပြီးတော့ပေါ့ပေါ့ပါပါပျော်ပျော်ရွှင်ရွှင်နဲ့ နေခြင်းတဲ့ပုံစံမျိုးလေးတော့ရှိတယ်အဲ့လိုမျိုးနေတရတရပီတရကိုပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့ပေါ်ပေါ်ပပနဲ့ပဲပြပြွှင်လေးနဲ့ဖြတ်တန်းနေရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲလူဖြစ်ကျိုးနဲ့ပြီဆိုတဲ့ပုံစံမျိုးလေးနဲ့ပျော်နေတာမျိုးတော့ရှိတတ်တယ်နော်ကိုကတော့အဲ့လို live လေးကိုအပို့ပြီးတော့ပေါ့နော်ရှီမန်းချက်ထားတာမျိုး ရှိတတ်တယ်နော်အဲ့ဒါမျိုးလေးတော့ရှိရဲဆိုတာမျိုးတွေ့ရတယ်ဒါမဲ့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီကန်တရားကတော့ဆိုလိုတာကအချစ်ခံမဲ့ပုံစံမျိုး အပတ်ကိုပို့ပြီးသွားတဲ့အတွက်ကြောင့်မလို့အကယ်၍ friendship ဘိုင်းဆိုင်ရာမိတ်ဆွေတငယ်ချင်းဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းအချစ်ခံရမယ်၊ကံရရှိတဲ့ဦးစားပေးခံရမယ်၊ကံရရှိတဲ့ relationship ဘိုင်းမှာဆိုလို့ရှိရင်လည်းအချစ်ခံရမယ်၊ကံရဦးစားပေးခံရမယ်၊ကံရရှိတဲ့ကိုယ့်ကိုပေါ့နော်အဲ့လိုဦးစားပေးပြီးတော့အဲတကူတကပေါ့နော်တစ်ဖက်လူကနေပြီးတော့အပင်ပန်းခံပြီးတော့အဲ လိုပေါ့ရွှေပေါ်များတင်ထားတဲ့သဘောမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်ဒါကတော့တော်တော်လေးကောင်းတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဆိုလိုတာကဒီကြံတဲ့ကာလတွေမှာတော့ဒါဟိုအဆန်းအားကောင်းတဲ့ပုံစံမျိုးလေးရှိတာပေါ့နော်ဆန်းအားကောင်းတဲ့ဆိုတဲ့အခါကျတော့လူတွေပဲအဲမိတ်ဆွေအပေါင်းအသင်းရပဲခင်ခင်ချစ်ခင်ချစ်ခင် relationship အနေနဲ့ပဲအချစ်ပေးချစ်ပေးပေါ့နော်ဘယ်လိုပဲချစ်ပေးချစ်ပေးဒါကတော့ ကောင်းတဲ့အခြေအနေတခုကိုသွားနေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုချိုးရီဆိုလို့ရှိရင်လက်ရှိမှာ relationship ရှိရယ်ဆိုလို့ရှိရင်လည်းဒီကာလမှာပေါ့နောက်ထပ်တစ်ဆင့်တက်သွားတယ် marriage light ကိုပေါ့နော်တက်သွားဖို့အတွက်လုံးဝအသေးချာဖြစ်သွားတယ်ပေါ့နောက်တကယ်ကိုယ့်ရဲ့စိတ်ထဲမှာလည်းပေါ့နော်အော် तू ကတော့ဟုတ်ပြီ အဲသူကတော့မှန်ပြီပေါ့နော်နောက်တစ်ယောက်ထပ်ပြီးတော့ရွေးချယ်စရာမရှိတော့ဘူးဆိုတော့အနေထားမျိုးကိုကြုံတွေ့ရလိမ့်မယ်အဲ့လိုမျိုးနောက်တစ်ယောက်နဲ့ပေါ့နော်ရှင်ပြီးတော့ရွေးရလာအောင်မတိချတဲ့အနေထားမျိုးမဟုတ်တဲ့မဟုတ်မဖြစ်အောင်လည်းပေါ့နော်တစ်ဖက်လူကနေပြီးတော့သူ့ကိုယ်သူသူဒီဒီ connection မှာအတေးချကြောက်စုချတယ်လို့မျိုးဆက်နေသွားမဲ့သူမျိုးဖြစ်ပါတယ်ဆိုတော့ပုံစံမျိုးကိုတတ်သိပြလာခြင်းရှိတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဘာလို့လဲဆိုတော့ဒါက ဒါဟို wedding နမိတ်ပေါ့နော်အဲမင်္ဂလာဆောင်နမိတ်တွေပါရီပါတဲ့အတွက်ကြောင့်မလို့ဒါအာလူငယ်လူရွယ်တွေနဲ့အဲမင်္ဂလာပြုဖို့စဉ်းစားထားတဲ့သူတွေဆိုလို့ရှိရင်တော့ဒါဒီကာလမှာအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်ဆိုရဲအခါကျတော့အဲ့တော့ဒီ finally သမားတွေကတော့ဘာပဲပြီးတော့ပို့ပြီးတော့ဆန်းအောင်လာမယ်ပို့ပြီးတော့လူချစ်လူခင်များလာမယ်ပို့ပြီးတော့ထင်ပေါ်ကြော်ကြားလာမယ်ပေါ့နော်အဲ ဲ့လိုမျိုးလေးတွေ့ရတယ်သူများငေးကြည့်ရတဲ့ type လေးတစ်ခုကိုနော်ပုံစံလေးတစ်ခုကိုရရှိမဲ့သဘောမျိုးလေးတွေ့ရပါတယ်အဲတော်တော်လေးကိုပေါ့နော်ဘယ်လိုပြောမလဲအချို့ကြီးဆိုလို့ရှိရင်ငွေကြေးဝငွေအရန်ကိုကောင်းပြီးတော့ပေါ့နော်ကိုကအဲ့လိုမျိုးအချစ်ခံရတဲ့အတွက်ကြောင့်နော်အဓိကကဘာကြောင့်လဲဆိုကိုယ့်ရဲ့စမ်းအားကောင်းလို့နော်ကိုယ့်ရဲ့စမ်းစမ်းအားကောင်းတဲ့အတွက်ကြောင့်မလို့ကိုသည်အရန်အချစ်ခံရမဲ့ကံစားတာမျိုးမှရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီကံနဲ့လိုက်ပြီးတော့ပေါ့နော်အာ ခုနလိုမျိုးအဲငွေကြေးဝင်ငွေတင်းနေတည်းဖြစ်တာခိုင်ခိုင်မာမာ ဖြစ်တာအလောက်ကန်ပို့ပြီးတော့အဆင်ပြေလာတာပေါ့နော်အဲ့ဒါလေးတွေလည်းရနိုင်တယ်အဓိကတော့ဒီမှာကတော့စိတ်ချမ်းသာစိတ်အယံချမ်းသာမယ်လို့ပြထားပါဘူးဆိုဆိုရတဲ့အခါကျတော့အဲ့ရဆာအယံကောင်းတဲ့အခါကျတော့အဲ့အပေါ်မှာလိုက်ပြီးတော့ဥမာကိုအလုတ်သွားလျှောက်တယ်ဆိုလို့ရှိရင်တော့အလုတ်ရှင်ကအလုတ်အင်တာဗျူးလုပ်တဲ့လူကခန့်ကိုကိုမြင်လိုက်တယ်ဆိုလို့ရှိရင်ခန့်ကျင်စိတ်ပေါ်သွားတာပေါ့နော်အဲ့လိုမျိုးလေး ဲ့လိုမျိုးလေးပေါ့နော်ဒါမျိုးလေးတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ဒါ find 3အတွက်အဖြစ်ဖြစ်ပါတယ်အဲ့တော့ find 3မှာလည်းအဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ